မနာတော့သူတရားဥပဒေရဲ့ထောက်ထားကြပါင်းနဲ့ဆွဲခံရတယ်တော့ကုသိုလ်ဘုန်းကြီးဒါရံကုန်သွားရှင်ဆိုင်မှာပေါ့နော်ရံကုန်သွားရှင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်သူ့အတွက်အဲ့အန္တရာယ်ရတော့ဆိုရင်ရတယ်လမ်းဝါရံကုန်မှာဆိုတော့လေသူလူကျွမ်းကျင်တဲ့နေရာမဟုတ်ဘူးလေအဲ့တော့သူ့အတွက်ဦးစင်းကမလုပ်ပေးနိုင်တယ်လေအဲ့တော့ဦးစင်းမှာလည်းရံကုန်မှာတော့ဦးစင်းပိတ်တိုက်ရှိတယ်ဦးစင်းရဲ့အမကန်လူငယ်တွေရှိတယ်ဦးစင်းရဲ့တကားတော်တော်များများရှိတယ် အဲ့တော့သူခင်မင်းရင်းကြီးရဲ့အတွက်ကြောင့်ဦးစင်းကတွေ့ရတဲ့အတည်းပူပေါ့နော်။ကာဘွယ်ပေးဖို့တော့ဝိုင်းရံပေးဖို့တော့ဦးစင်းကအဆင်ပြေ။ဒါနဲ့ဒီချက်ကချက်ကကြီးနေတဲ့ဦးကသူတို့ဖတ်ထားတဲ့ရတော့ဦးစင်းကမမမဦးစင်းနေလဲမပြောလို့ပေါ့နော်။တော်ဖုံးဟင်းဘက်ကပဲမအေးမီအေးတို့ကဝင်းရံမှာပါလို့တော်ဖုံးဟင်းဘက်ကလူတွေအများကြီးရှိပါတယ်လို့အားမငယ်ပါနဲ့လို့နော်။ဖိုက်တင်ပါလို့။မေထောင်ထဲရောက်သွားရင် မင်းတို့ခြေရင်းချဲပဲခေါင်းတွေတဘုံကြီးပဲတော့စောင့်နေတာဘူးမဆိုင်နဲ့နော်ဒီလေးတို့တခုပြောမယ်ညီလေးဘူးဝါဘူးဝါဘူးဝါဟိုရင်အကိုတို့အဲ့ဒီမမို့ခံရုံပြောလိုက်အမှုပိတ်ပြီးမှပြင်ဦးလေးကိုပဲလာခဲ့လိုက်ရတယ်ကျွန်တော်လက်ခံတွေ့ဆုံပြီးတော့စကားပြောပေးမယ်လို့ဒီနေ့ဒီစကားပြောတာကျွန်တော်ကျွန်တော်မပြောခဲ့ဘူးနော်အဲ့မိန်းမကခုံစာပြီးတော့မှကျွန်တော်ကသူ့ကိုတရင်သာရှင်းလင်းပွဲနဲ့တောင်းပန်ပါမယ်ဆိုတော့ ဟမ်အနေရဘယ်နေရလဲတချို့အရာတွေကိုဖွက်ထားတာလက်သေးလို့ကြောင်းလက်သေးလို့ဖွက်ထားတာစော်ဘုံရပွင့်လေးအရန်ပွင့်လင်းပြီးတော့မှဖွက်ထားပြီးရေဆိုရင်ဘာလို့မှမသိအောင်ဖွက်ထားတဲ့အရာတွေအများကြီးကျွန်တော်အခုပြင်ဦးလေမှာအေးစပတ်၅စီးအဲ့တရားရုံးကိုကျွန်တော်ခေါ်တဲ့နေ့ပြင်ဦးလွင်ကလူတွေအကုန်လုံးကျွန်တော်ချစ်တဲ့ဝင်းရံတဲ့လူအေးစပတ်၅စီးဒီနေ့ဖုံးဆက်တယ်စီစဉ်ထားတယ်အကုန်လိုက်တယ်ကျွန်တော်ဒါဒီနေ့နောက်ဆုံးပါဒီမိမအကြောင်းနဲ့ဒီကောင်အကြောင်းကိုကျွန်တော်ပါဇက်ကနေ လုံးဝနောက်ဆုံးပြောခြင်းပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်မစိုးရိမ်နဲ့နော်ကျွန်တော်ပါကျွန်တော်သူပါသူဆွဲခြင်းဆွဲမဆွဲခြင်းလေးအဲ့ဒါကတော်ရုံချင်းကိုလေတမကသွားပြီးအားပေးပါမယ်ရုံချင်းသွားပြီးဝင်ရပါမယ်ဆိုတော့ကျင်းတယ်ပေါ့ဒီရုံချင်းကနော်လူတွေအိုးအိုးကြက်ကြက်နဲ့တော်တော်များများဆူဆူပူပူအုံအုံကြွားကြွားဖြစ်နေတယ်လို့ထင်တယ်ဒီပုံမှာကျွန်တော်နှစ်ဖက်စလုံးကဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်ဒီပုံမှာတော့ကျွန်တော်မပြောလို့ပါဘူးမဆွနေလို့ပါဘူးဒီလေစီခြင်းနဲ့ပြည်လေတဲ့လမ်းစဉ်ကိုလည်းရောက်အောင်ရှောက်မယ်ကျွန်တော် တတိရှိတယ်ဆိုရင်လှုပ်ကြည့်လိုက်စိန်ခေါ်လိုက်သမ်းသားလို့ငါနေတော့စိန်ခေါ်နေဟဲ့မင်းသားကြီးဆိုတဲ့ကောင်ကျော်အောင်ဆန်းဆိုတဲ့ကောင်မင်းရောအခုမင်းခိုင်းထားတဲ့မိုးမိုးခိုင်းဝေါ်ငါစိန်ခေါ်တယ်ကွာချမလားမင်းယောက်ျားမဟုတ်ဘူးလားပြလိုက်ကြိုက်တဲ့နေရာမှာရှင်လိုက်ဇော်ပွင့်နေတာဘယ်မှာနေရလဲသိလားဒီရက်စီအကြောင်းကြီးရှိတဲ့စစ်တပ်ကတော့အကြောင်းကြီးရှိတဲ့ပြင်ဦးလင်မှာနေတာအဲ့လောက်ဆိုသဘောပေါက်ဟဲ့မင်းသားကြီးဆိုတဲ့ကောင်မိုးမိုးခိုင်းဆိုတဲ့အမျိုးသမီးငါနေနဲ့အဲ့မင်းသားကြီးဆိုတဲ့ကောင်လည်းငါစိန်ခေါ်တယ် ငါနဲ့အတူတူမြို့လေကောင်မှာရှင်ရဲရဲလားနင်တို့ဘက်ကရက်မဲ့လူနဲ့ငါဘက်ကရက်မဲ့လူနဲ့နာယူဝက်ရှင်ကြည့်လိုက်ရက်ပြဲနင်တို့ကတော့တက်ချင်တာမလားချိန်ညာလိုက်မှတရက်ချိုပြီးတော့မှဆင်းရဲလားကျွန်တော်ကိုဝင်းရနေတဲ့တနိုင်ငံလုံးကလူတွေတိတ်ခါကြမယ်လို့ကျွန်တော်ဘယ်တော့မှမလုပ်ဘူးကျွန်တော်ရဲ့အမှန်တရားကိုမျက်နှိုးတွေတဲ့လူတွေမျက်နှာနဲ့အောင်ကျွန်တော်ဘယ်တော့မှမလုပ်ဘူးဒီပွဲမှာကျွန်တော်မရှုံးစရာဘူးကျွန်တော်ရဲရဲဝင်းဝင်းအာမခံတယ်ခင်ဗျားတို့စောင့်ကြည့်နေလိုက် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စောပုံးဟိန်လုံကြုံရေးပောက်ကိုတော့ဘက်ကတာဝန်ယူလိုက်တဲ့ရုပ်တံနဲ့အတူ PDF ကဖန်စီစစ်နေသည်ဆိုတော့ရန်ကုန်ဝေးတင်တက္ကသိုလ်တက်တာပြည်ထဌာနမှာကတိကဒေါ်ဝင်းဝင်းအောင်မှာဖန်စီခံရခြင်းမဟုတ်ပဲတရင်အမထုတ်ပြန်ပြီး အေးအေးနဲ့ပူပေါင်းတော်ဟုစစ်ကောင်စီကထုတ်ပြန်လိုက်တဲ့ထူးခြားသတင်းမှာတင်ဆက်ပေးခြင်းပါတယ်။မန္တလေးတိုင်းမိထီလာမြို့နယ်တွင်ရန်ကုန်ဝေးတင်တက္ကသိုလ်တက်တာပိဒဌာနကတိကဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေသည်ဆိုခြင်းမှာမှန်ကန်ခြင်းမရှိပဲ။ကတိကဒေါ်ဝင်းဝင်းအောင်ကအေးအေးနဲ့ပူပေါင်းတော်ခြင်းဖြစ်ကြောင်းအကြံဖတ်စစ်ကောင်စီကတရင်ထုတ်ပြန်သည့်ပျောက်ဆုံးနေသည့်ပညာရေးဝန်ကြီးဌာနရန်ကုန်ဝေးတင်တက္ကသိုလ်တက်တာပိဒဌာနမှကတိကဒေါ်ဝင်းဝင်းအောင်မှာ AA ဖွဲ့ချေပြူရာနယ်မြေတွင်းရှိပညာရေးဆိုင်ရာလုပ်ငန်းများတွင် AA နှင့်ပူးပေါင်းကူညီနိုင်ရေးအတွက်ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီကအဆိုသည်ဒေါ်ဝင်းဝင်းအောင်က AA နှင့်ကြိုတင်ကြံစည်ဆက်သွယ်မှုများရယူခဲ့ပြီးမေလ9ရက်တွင်စာလင်ကြီး PDF မှ ကိုဇေယမင်းထေး၏ချိတ်ဆက်ကူညီမှုဖြင့်မိထီလာမြို့မှစာလင်ကြီးမြို့နယ်ကြားတက်ကြေးရွာသို့တွားရောက်ခဲ့ပြီး ဂင်းမတဆင့်အေအေဖွဲ့မှကိုဇော်အေးထွန်းထံသို့ဆက်လက်သွားရောက်ခဲ့သည်ဟုစစ်တပ်ကဆိုသည့်ပညာရေးဝန်ကြီးဌာနရန်ကုန်ဝေးတင်တက္ကသိုလ်တက်တပိဌာနမှကတိကဒေါ်ဝင်းဝင်းအောင်သည်2025ခုနှစ်မေလ9ရက်တွင်တာဝန်ကျနေရာမှအကြောင်းမဲ့ပြက်ကွက်ခဲ့ကြောင်းစစ်စစ်ချက်များအရဒေါ်ဝင်းဝင်းအောင်သည်မလင်ပေးတံကြောင့်မန္တလေးတိုင်းဒေသကြီးမှတက္ကသိုလ်ဝန်ထမ်းပြန်လည်ဖြည့်ဆို့မိကြောင်းတားကြောင်းသူများအား အနီးကပ်တင်ကြားပို့ချပေးနိုင်ရေးအတွက်မေလတရက်တွင် ရန်ကုန်ဝေးတင်တက္ကသိုလ်မှအခြားနည်းပြများနှင့်အတူမိထီလာတက္ကသိုလ်သို့ ရောက်ရှိလာခဲ့ပြီးမေလနှစ်ရက်မှစတင်၍အထက်ကနှစ်ပြောွယ်၌တင်ကြားပို့ချမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်မေလ9ရက်နေ့နနက်9:45မိနစ်အချိန်ဒေါ်ဝင်းဝင်းအောင်ကမိထီလာတက္ကသိုလ်မှပြောွယ်မျိုးသို့မထွက်ခွာမီလင်းဤမိတ်ဆွေများနှင့်တွေ့ဆုံရန်ဟူသောအကြောင်းပြချက်ဖြင့် အဖွဲ့ခေါင်းဆောင်ဖြစ်သူဒေါ်မူမူအေးထံဖုံးဖြင့်ခွင့်တိုင်ကြခဲ့တော်လဲပုံမှန်တင်ဒန်းစင်းချိန်အထိတာဝန်ကျနေရသူရောက်ရှိလာခြင်းမရှိဘဲအကြောင်းမဲ့ပြက်ကွက်ခဲ့ကြောင်းထို့နောက်တာဝန်ရှိသူများမှဒေါ်ဝင်းဝင်းအောင်ထံဆက်သွယ်တော်လဲတစုံတရာဆက်သွယ်မှုမရရှိခဲ့ဘဲည9နာရီ30နာရီခန့်အချိန်ဒေါ်ဝင်းဝင်းအောင်ကတားဖြစ်သူမောင်ရဲလင်းမြတ်ဟိန်ဤဂျီမေးသူအမေအစဉ်ပြေကြောင်းစစ်ဆေးပြီးနောက်ပြန်လဲလွတ်ပေးလိမ့်မည်ဟုပြောပို့ခဲ့ကြောင်းသိရှိရသည် တော်ဝင်ဝင်အောင်ပျောက်ဆုံးမှုနှင့်ပတ်သက်၍လိုအပ်သောစုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာမိထီလာတက္ကသိုလ်ရှိ CCTV မှတ်တမ်းများအရဒေါ်ဝင်းဝင်းအောင်သည်မိထီလာတက္ကသိုလ်ကန့်ကွက်ဆောင်မှအိတ်အသေးတစ်လုံးနှင့်အတူတက္ကသိုလ်အမှတ်တကိမ်းမှထွက်ခွာသွားခဲ့ကြောင်းထိုနောက်မိထီလာတက္ကသိုလ်အနီးရှိအယုံဦးလက်ဖက်ရည်ဆိုင်၌တဦးတည်းနလက်စာစားသုံးခဲ့ပြီးလက်ဖက်ရည်ဆိုင်ရှိသူရောက်ရှိလာသောယင်အမှတ် CCC ခဲရောင်မော်တော်ယင်ပေါ်သို့ဒင်းဤသဘောဆန္ဒဖြင့်လိုက်ပါသွားခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားသည် ဒေါ်ဝင်းဝင်းအောင်သည်ရခိုင်ပြည်နယ်စစ်တွေမျိုးမွေးဖွားခဲ့သည့်ရခိုင်လူမျိုးတအူးဖြစ်ပြီးသူငယ်တန်းမှဘွဲရရှိသည့်အထိရခိုင်ပြည်နယ်စစ်တွေမျိုးတွင်ပညာသင်ကြားခဲ့ကြောင်းထို့အပြင်တက္ကသိုလ်များ၌နီးပြဆရာမဖြစ်တာဝန်မထမ်းဆောင်မီကာလများတွင်လည်းစစ်တွေမျိုးရှိအခြေခံပညာအထက်တန်းကျောင်းအခြေခံပညာမူလတန်းကျောင်းချို့တွင်မူလတန်းပြအလယ်တန်းပြရာသူများဖြင့်တာဝန်ထမ်းဆောင်ခဲ့ပူသည်ကဲမြူရီကောင်းတော့ညာကြပါလားဒီနေ့က7ရက်9လပိုင်း2025ဖြစ်ပါလေ ့ဆောင်းလမ်းမှာ25ဖြစ်တယ်လို့ခရတာရီမေတော့ဟိုအရာနော်ဒီလိုလိုဟိုဒိနုမဘုံဘုံခိုင်းတော့ဦးမင်းသားတို့ဖြစ်တာပေါ့နော်ပြဒနာဖြစ်တဲ့အခါမှာဦးဇင်းကိုမေးကြတယ်ဘုံဘုံကလည်းဟောဘယ်လိုမြင်လဲဗျာတဲ့ဘလိုဘုဒ္ဓကလည်းပို့ယူအမှားမှန်လဲဦးဇင်းတို့ကတော့အမှားအမှန်ဆိုတာခဲ့နော်ဒီတရားဆွဲတဲ့အရာရင်းနဲ့ပတ်သက်ပြီးပေါ့နော်တရားဆွဲတဲ့အရာရင်းနဲ့ပတ်သက်ပြီးကိုယ်စောတရားကိုယ်စောဘုရင်နဲ့ကတော့ဥစဉ်တည်းတည်းရှိတယ် ေဩမဒီဩမခဗံဝေဘုဘက်တိအကုန်လုံးဒီညောင်ကောင်းဘက်တိအကုန်လုံးပေါ့ဗျာဒီဘက်ဥစ္စာကြောင်းမဲလေးကိုခဲအကုန်လုံးဒီတံဘုဘက်တိမှာစစ်ပစ်ခဲ့တဲ့ဒုနဲ့ဥစ္စာနဲ့ထိတိုက်တာမလို့ကြတာထိတိုက်တို့တဲ့ခါလည်းရှိရဲ့မလို့တဲ့ခါလည်းရှိရဲ့ဒီဥစ္စာတို့ရှိရဲ့ဥလို့ကတော့ဥလို့ဝိုင်းရတော့ငိုတဲ့အစဉ်ပြေးပြရလူကိုဥစ္စာကတော့ဒါခွန်ရည်သားလူများတပ်ပြတော်ချင်းတဲ့လူလူများသူကပြီးတဲ့အရာရဲ့ဥစဉ်ကိုအမြဲလိုလိုထောက်ပံ့နေတဲ့တစ်ထီတုံးရှိတယ်။အဲ့တစ်ထီတုံးကလည်းတကယ် เนาะဒီဒီကဲတက်မလို့ရဲ့ဒေါင်းလောင်းကြီးပေါ့ဟိုတက်မလို့ရဲ့ဒေါင်းလောင်းတစ်ခေပေါ့เนาะဘုရားတက်ခါတိုင်းဒါကြီးရေးဒီရောက်တော့ဦးဇင်းတို့တိတ်ကြရတော့ဘုရားတော့ဘုရားဘယ်သွားလူနဲ့ဘယ်သွားတော့ဒါမှဦးဇင်းအမြဲတမ်းပုန်းနေတဲ့တစ်ခါရှိရဲ့ဒါအမှားကန်တုံးရှိရဲ့ပေါ့เนาะတုံးတဲ့နှစ်ဦးနည်းနည်းဟာရရှိရဲ့ဦးဇင်းကိုဖြူပေးရဲ့သူရဲ့တော့ဖြူဦးဇင်းတို့ကဒါတိုင်းခံပြီးမှပြောလို့လည်းမဆိုရတတ်တဲ့မူကြီးတော်တော်များများဦးဇင်းပြကြပါလေအကုန်လုံးတော်တော်များများဦးဇင်းတို့ဒီရှိရဲ့ဇူဝမှုတွေတော်တော်များများပြည့်ရဲ့ဦးဇင်းတို့ဒီရဲ့ထဲမှာလည်းဦးဇင်းကဒါပြပေးမှာ မိုးဝင်လာလာဖြစ်တဲ့မိုးကအင်ကြီးတော့ပြီးမှဒါလူတန်းမှာဖြစ်ပါလိမ့်မယ်เนาะအဲ့တော့ဘာပြောချင်တာလဲဆိုရင်ဝိဉ္ဇဉ်ကမာနာတော့ဒုတရားဥရရဲ့ထောက်ထားကြပါရင်လည်းဆွဲခံရတယ်ဆိုတော့ကုသိုလ်ကိုင်းဒီဒါရန်ကုန်သွားရှင်ဆိုင်မှာပေါ့နော်ရန်ကုန်သွားရှင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်သူ့အတွက်အတဲ့အန်တွေရတော့ဆိုးရင်ရတယ်လမ်းဝါရန်ကုန်မှာဆိုတော့လေသူကြွတင်တဲ့နေရာမဟုတ်ဘူးလေအဲ့တော့သူ့အတွက်ဥစဉ်ကမလုပ်ပြနိုင်တယ် ဆိုတော့ဥစဉ်မှာလည်းရန်ကုန်မှာတော့ဥစဉ်ပြိတ္တရှိတယ်ဥစဉ်ရဲ့အမကန်လူငယ်ကြီးရှိတယ်ဥစဉ်ရဲ့တကားတော်တော်များများရှိတယ်အဲ့တော့သူခင်မေရင်းကြီးရဲ့အတွက်ကြောင့်ဥစဉ်ကတွေ့ရတဲ့အတဲ့အလေးပူပေါ်တော့ကာဝယ်ပေးဖို့တော့ဝိုင်းရံပေးဖို့တော့ဥစဉ်ကအဆင်ပြေတယ်။ဒါနဲ့ဒီချက်ကချက်ကကြီးနေတဲ့ဟိုကသူတို့ဆက်ဆက်လိုက်ရတော့ဥစဉ်ကအမမဥစဉ်နေလေကမတော်လို့ပေါ့နော်။ဘုဇဘွေးလို့ရံကုန်ပါမယ်ဆိုရင်ရံကုန်မှာဥစဉ်အနေနဲ့ကဘုဇဘွေးလို့ပါပေးရတယ်ဝိုင်းရံပေးဖို့အတွက် ဒါကြောင့်ပါပေါ့နော်ဒီတကအရောက်ဆုံးတယ်လို့ဦးမြာတူလာရင်တို့တို့တို့ကျွန်တော်ပြီးဝိုင်းရံပြီးကြတူလာရင်တို့တို့တို့ကျွန်တဲ့ကိစ္စကတော့ဘာမှဝဆက်ဆရာမရှိဘူးသူရဲ့အနေအထားရေပေါ့နော်ဒါတော့ဦးစင်းစားနိုင်တယ်နော်ဦးစင်းကူညီပေးနိုင်တယ်နော်ဦးစင်းဒါကူညီပေးတာဖြစ်တဲ့ဘုသောဘိုးရင်းကလည်းဒီဦးလိုမှာဆိုလို့ရှိရင်ဒီကြည့်ရတာကွန်မန်ဒါနဲ့ဗမောခံသူကလည်းဒီမှာတရားဆော့ဆက်ကြပါရင်ဘာနဲ့တော့မတွေ့ဖို့ပြတရားကြံဆိုရင်စွန့်လို့ကြတယ် နော်သူတို့ကလည်းရင်းနေဦးစိတ်ကြောင့်ကြံတယ်သူတို့ကြောင့်တရားဘုဒ္ဓဘုန်းကြီးကသွားပြီဆိုလို့ရှိရင်သူတို့ကလည်းသိရင်လာပါလေအဲ့တော့သူတို့ကလည်းလာမှာမလာလို့ရှိရင်လာမလာတဲ့သူကအဆုံးဖြစ်ပါလေလေမလာတဲ့သူကသူရဲ့ဘောသူရဲ့ဘောတောင်းနေဖြစ်ပါလေလေဟုတ်လားအဲ့တော့သူတို့လာတဲ့အခါမှာလည်းအကူကြီးကြောင်းနေပါဖြစ်တော့ကြောင်းမှာတဲ့လက်ရှိလို့ထည့်တင်နေဆိုတော့ဦးစင်းကလည်းဒီဦးနဲ့မှနေတာကိုခွင့်ပြုပေးရပါပဲနော်။ဒါနဲ့ခါကျတော့ဦးစင်းကဘာမှဝင်ဆော့ပိုင်လို့မရှိဘူး။ဝင်ပြောပိုင်လို့လည်းမရှိဘူး။ သာတို့ရဲ့အတိုင်းအတိုင်းဥပဒေတိုင်းဥပဒေရဥပဒေတိုင်းပဲသွားပါလိမ့်မယ်เนาะအမှန်မှန်လို့တရားရုံးကဆုတ်ဖြတ်ပါလိမ့်မယ်ဒါပဲပြောချင်ပါလားဒါနဲ့ပတ်သက်ဥပဒေအများကြီးမမေ့ကြပါနဲ့ဗျာเนาะအားလုံးသာပါလိမ့်ကြ